ချီးရှူအပ်နေတယ်ပြိဿာနုမင်္ဂလာပါ2025မေလ18ရက်နေ့စနေနေ့တနေ့တာလက်နေရက်ကနောက်တော်ရက်စန်တီယာရက်ကအရှိရရံပေါ်ရရက်ကအရှိမြောက်ရက်တို့ဖြစ်ပါတယ် မူလဆန်းရှင်နေကကဥဒ္ဒရသံနေကဖြစ်တယ်ဒီနေ့မဟာယက်ကျမ်းနေ့ဖြစ်တယ်အသွာလာနေတိုင်းသူပြုပြုဆက်ရမယ်ရင်အနေရဲ့ရင်အနေရဲ့ဘိဥ္ပန်နေတို့ကိုပြုဆက်ရမယ်နေ့အမျိုးအစားဖြစ်တယ်အနောက်ရကုန်ဒီသွားစေနေရှိတတ်တယ်နေကင်းတနိုင်ခွဲနဲ့ညနေ သုံးနိုင်တော်တွေမှာမတော်တဆထိခဲ့မှဒီမဖြစ်အောင်ထိန်းသိမ်းရနိုင်မယ်ကောင်းကင်ကျိုးတည်ရှိမှုရမိစ္ဆာယာစီမှာပုထုကျုံပိစ္ဆာယာစီမှာတနင်္ဂနွေကျုံမေထုံယာစီမှာပုထုကျုံကရကတ်ယာစီမှာအင်္ဂါကျုံကံယာစီမှာကိတ်ကျုံဒနုယာစီမှာ တနည်းလာကြုံမင်းရာဒီမှာတောက်ကြကြုံစနေကြုံယာဟုကြိုတို့ဖြန့်ကျက်ဒီရှိနေတယ်မိတ္တရာဒီဘွားဒီမှာအပြိုင်ဆိုင်ကြမှာတိုးတက်မှုရှိမယ်ဝိတိကုံကြများပဲစိတ်ပင်ပန်းသူပင်ပန်းဖြစ်တတ်တယ်ပြိဿရာဒီဘွားဒီမှာအေးပါသောဆုံးဖြတ်ချက်ချမှတ်ရမယ် ပေါ်ပေါက်တဲ့ခွင့်ရည်တွေကိုအတွက်ကြိုးရှိနေမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ခဲ့ခြင်းရဲ့ကောင်းသောကျိုးဆက်ကိုရရှိမယ်မေထုံရာသီတွေမှာမွေးသူတွေမှာရံများမယ်အတိုက်ခံများမယ်မှန်းနာတဲ့လက်တွေကွာဟမယ်မတော်တဆနဲ့ကျူဆဲမယ်ကရကရာသီကွာများစမ်းပွင့်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်လူရပြည့်စုံမယ်ဘဝတုတ်တက်မယ်သိရာသီကွာများ အထင်လွဲခံရမယ်ပြဿနာဖြေရှင်းရမယ်ယံပတိဖက်ကနေရှင်ပြီးတော့ရမယ်ကာယဒီဘွားတွေမှာအသေးစားထိခဲ့မှုယူဆမယ်စီမံထားတဲ့လက်တွေ့ကွာမယ်အချိန်နေပေးတဲ့ပုံမှာလုပ်ရတော့အရာရာဆင်ပြေပဲတူယာဒီဘွားတွေမှာဥတီချက်ပြောင်းပြီးလုပ်တာဆင်ပြေပဲစီမံချက်တက်တက်လက်တွေ့ကောက်တဲ့ပုံပြီးတိုးတက်မှုကိုကြောက်မယ် ်ဘိဆာယာတိဘွားဒီမှာရှင်ပြန်မှုအောင်မြင်ပေဘဝတိုးတက်မယ်အလိုပြည့်စုံမယ်ဝိတိကံကောင်းမယ်ဘဝတလန်ကတလန်ဖွဲ့မယ်ဓနုယာတိဘွားဒီမှာခီးကိစ္စအစဉ်ပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူတွေအောင်မြင်မယ်ဝိဉ္ဇိကိစ္စဒုငန်းကိစ္စစီဝရေးရာကဏအစဉ်ပြေမယ်မကာရယာတိဘွားဒီမှာ ရက်တန်တဲ့အလုပ်တွေပြန်လဲစတင်နိုင်တယ်ပိတ်နေတဲ့လမ်းကြောင်းကပြန်ပွက်မယ်ရည်ရွယ်ချက်အောင်မြင်မှုနဲ့ဘဝတိုးတက်မှုတွေဆက်တိုက်ကြုံမယ်ကိုယ်ရည်ဒီဘဝတွေမှာဝေကျေကံသွားမယ်အလုံးချက်စီအောင်မယ်ဘဝတိုးတက်မယ်ဘုလားအဆင့်ကဒီပုံမြင့်တဲ့စိတ်ကိုရောက်ရှိချိုးပြသွားမယ်မေယာဒီဘဝတွေမှာကိုယ်ပိုင်ရည်တည်ချက်နဲ့ထုတ်ခံခြင်းရဲ့ကောင်းသောကျိုးကျေးဇူးရရှိမယ် ဘဝတတံကတတံဖွင့်ပဲဝိဇိကကောင်းတယ်တနေ့တာကာလအတော်တွင်မှာအနဲ့ရောင်အပြည့်ရောင်မိခိုးရောင်တို့ကိုဝှက်ပြီးရေးကြည့်တဲ့ကိစ္စတွေဆောင်ရွက်ပါအဖြူရောက်ပန်းခွင့်ဘုရားကတုပူဇော်ပြီးလောရဆုတောင်းမှာအလောက်ကြအောင်မြင်မယ်ကျေးဇူးတင်ပါတယ်